မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ဓမ္မဘေးကြီးဆရာတော်အရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့သော လောကကျက်တည်ဆောင်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေတင်ဆက်ပါမယ်ရှင် မခံနိုင်စိတ်နဲ့မခံကျင်စိတ်စင်ကာပူကိုသွားပြီးပညာသင်နေတဲ့တပည့်တယောက်ကအင်တာနက်ကနေရှောက်ထားခြင်းလို့ပါဆိုတာနဲ့သွားပြီးနားထောင်လိုက်ပါတယ်သူ့မှာအကုသိုလ်တွေများနေလို့တယ်ဘာဖြစ်လို့လဲဆိုတော့ သူဟာဆောင်းမွေးပွဲဖြေကနီးရက်တွေမှာတက်တက်လွတ်လဲစားတယ်ဗဒီးလဲစိတ်တယ်ဒါနဲ့တောင်ဆောင်းမွေးဖြေတဲ့အခါသူနဲ့အတူဖြေသူတွေကဂုံဒူးတွေနဲ့အောင်ကြပြီးသူ့မှာတော့တဘာသာတောင်ထက်ပြီးဖြေရအောင်ပါတယ်ဒါကြောင့်ဂေဆက်ကြည့်ပြီးတဲ့အခါတက်တက်လွတ်တွေဗဒီးတွေကလည်းဘာမှမစွမ်းဘူးဆိုပြီးပြင်းမမိတယ်သူများတွေဂုံဒူးရလျက်နဲ့ကိုကတဘာသာကြတာကိုလည်းအယံဝန်းနေပြီးမခံကျင်စိတ်တွေလည်းဖြစ်တယ်တဲ့ အဲ့ဒါကြောင့်သူ့မှာအာကုသူတွေများနေပြီးစောက်တီယာမရသလိုဖြစ်နေတယ်ဆိုတဲ့အကြောင်းငိုချင်းရှည်ကြီးနဲ့ရောပြီးရှောက်ထားနေပါတော့တယ်မိမိကဒီမှာမင်းအခုငိုနေတာတွေခဏရထားလိုက်အောင်ဒီကပြောပြအမကိုတေးသေးချာချာနားထောင်ပြီးတော့မေးတာကိုလည်းဖြည်းဖြည်းစဉ်းစားပြီးမှဖြေနော်မင်းပြောသွားတဲ့အထဲမှာစာမေးပွဲနီးကလေးကတတ်တက်လို့လဲစားတယ်ဗဒီလဲစိတ်တယ်လို့ပြောတယ်စာကိုအေးအေးဆေးဆေးကြည့်တယ်လို့မပါဘူးနော် အေးစာမေးပွဲကတက်တက်လွန်းနဲ့ပရီးချောင်းမေးတဲ့စာမေးပွဲဟောက်ပုံမရဘူးကသူပြထန်းထားတဲ့ဘာသာရပ်တွေကိုပဲမေးတဲ့စာမေးပွဲမျိုးဖြစ်မယ်ဟုတ်တယ်မို့လားမင်းကပြထန်းတဲ့ဘာသာရပ်ကိုတော့မကြိုးစားပဲမပြထန်းတာသွားကြိုးစားနေရတာဆိုရင်တော့ဘယ်ဖြေနိုင်မလဲဒါဟာဘသူအပြစ်လဲဆိုတာကိုမင်းစဉ်းစားကြည့်ရင်သိမှာပါမပြေနိုင်တဲ့အခါကျတော့တက်တက်လွတ်နဲ့ပဒီးကိုလည်းပြင်မာတယ်ဟုတ်လားငါပြောမယ်နော်စဉ်းစားပြီးနားထောင် တက်တက်လွတ်တို့ပဒီးတို့အေးမင်းတို့ပြောသလိုပဒီးပဲထားလိုက်ပါတော့ကွာအမှန်ကတော့ဖျားကုံကို အာယုံပြူတာမှာအဲ့ဒီမှာမင်းတို့ခံယူပုံကအခြေခံကစပြီးလွဲနေကြတာတက်တက်လွတ်ဆိုတာတတဝါတွေအပေါ်ကျင်နာတနာတဲ့စိတ်နဲ့စားတဲ့သူနဲ့ရင်တေတာနဲပါစေဆိုပြီးသူတို့အကျိုးကို ရှေးရှူရှောင်ကျင်တာဆိုရင်တော့ဘာမှအထူးပြောစရာမရှိပါဘူး ကိုကျိုးဖြစ်စီးပွားဖြစ်ရှောင်းနေဆိုရင်တော့မင်းစေတနာကမှန်မမှန်မှန်တာဘာအကျိုးထူးမှလဲကွာပြီးတော့ဖះခုံတော်တွေကိုအာယုံပြုတ်ပြီးဗတိစိတ်တယ်တဲ့နော်အေးမင်းတို့ဖះကိုတကယ်ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက်သိထားရမှာကမြတ်စွာဘုရားဆိုတာလေးစားကြည်ညိုဖို့ဒုက္ခလွတ်မြောက်ရေးအတွက်အားကိုးဖို့သာဖြစ်တယ်မန်းမုတ်ကတင်ခိုင်းဖို့မဟုတ်ဘူးအဲ့ဒါမြဲမြဲမှတ်ထားရမယ် ကြီးညိုတယ်ဆိုတာကတော့ဖះရှင်ရဲ့ဂုံကျေးစုတွေကိုအောက်မေ့ပြီးရိုသေလေးစားမှုပြုတာပဲဖះရှင်ရဲ့ဂုံကျေးစုတွေနဲ့ပတ်သက်ပြီးကိုညံမိတလောက်နှလုံးသွင်းအာယုံပြုကြီးညိုရတာပေါ့ဒုက္ခလွတ်မြောက်ရေးအတွက်အားကိုးဖို့ဆိုတာကိုကြုံတွေ့ရတဲ့ဒုက္ခတွေကလွတ်မြောက်ရလွတ်မြောက်ကြောင်းဖះရှင်ပေးတဲ့နီလန်းတွေကိုတင်ယူလေးလာပြီးလိုက်နာကျင့်သုံးဖို့ပြောတာနော်ဒုက္ခတွေကလွတ်မြောက်အောင်ကယ်တင်ခိုင်းဖို့မဟုတ်ဘူး တို့ရဲ့ဂေါရမမြတ်စွာဘုရားဆိုတာကယ်တင်ရှင်ဘုရားမဟုတ်ဘူးလမ်းညွန်နီးပြဘုရားသာဖြစ်တယ်ဘုရားဂုံတော်တွေထဲမှာတတ္တဒေဝမနုဿာနံနတ်လူတို့ရဲ့လမ်းညွန်နီးပြဩဝါဒပေးစရာဖြစ်တော်မူပါပေဤဆိုတာပါသားပဲမြတ်စွာဘုရားရှင်ကိုယ်တိုင်ကိုတော်တိုင်ကလည်းဓမ္မပဒ2.6မှာပင်တို့ကကိုယ်တော်ဝင်ကို ကျေပွန်အောင်စ조사အားထုတ်ရမယ်မြတ်စွာဘုရားတို့ဆိုတာလမ်းညွန်ပုဂ္ဂိုလ်များသာဖြစ်တယ်လိုင်းနာကျင့်သုံးသူသာဒုက္ခကလွတ်မြောက်မယ်လို့ဟောထားပါတယ်မင်းဖြစ်ပုံကဆရာတယောက်အနေနဲ့အကြိုက်ကိုမငဲ့ပဲအကျိုးကိုငဲ့ပြီးပြောရမယ်ဆိုရင်တော့ဖျားရှင်ကိုရိုသေလေးစားပြီးအားကိုးတဲ့သဘောမျိုးမဟုတ်ဘူးကိုကအပင်မမခံကျင်တဲ့အတွက်ဖျားရှင်ကိုကိုလိုချင်တာတွေရအောင်အလုတ်လုတ်ခိုင်းတဲ့သဘောမျိုးဖြစ်နေတယ် ဒါကလည်းတို့ဗုဒ္ဓဘာသာဝင်တွေအတော်များများမှားလေးရှိတယ်အမှားကြီးပါပဲအန်ဒီယေကင်းအောင်ယာဒူးကုံသိန်းတိုးတက်အောင်စီးပွားဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဓိဋ္ဌာန်ဝင်တယ်ပွဲထိုးတယ်ပတိစိတ်တယ်ဆိုတာသေချာစဉ်းစားကြည့်လေကိုလိုချင်တာတွေကိုကိုစမ်းကိုစားနဲ့မကြိုးစားခြင်းပဲဖြက်လန်းကအချောင်ရခြင်းလို့ဖျားရှင်ကိုမယိုမသေးအလောက်ခိုင်းနေတဲ့သဘောပဲမဟုတ်ဘူးလား ခိုင်းတာမှရိုးရိုးခိုင်းတာတောင်မဟုတ်ဘူးဖြက်လန်းကနေပေါချောင်ကောင်းရဲ့ရအောင်အမြန်ကိုရှာခိုင်းနေတာပဲငါပြောတာကျန်းလွန်းနေထင်ရင်မင်းလုတ်ခဲ့တဲ့တက်တက်လွတ်စားတာနဲ့ပရီးစိတ်တယ်ဆိုတဲ့အခါမှာမင်းထားတဲ့ရည်ရွယ်ချက်နဲ့စေတနာကို ပြန်ပြီးသုံးသက်ကြည့်ပေါ့နော်အေးမင်းက ဖရားကုံတော်အာယုံပြူတာရိုးရိုးသားသားကြည်ညိုလို့ပါဆိုရင်လေစာမေးပွဲကြတဲ့အခါဘာဖြစ်လို့ပြင်းမားစီရလို့မလဲပေါ့မင်းနောက်ဆို မြင်းမြဲမှတ်ထားယရနာသုံးပါးနဲ့ပတ်သက်ရင်ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါမျှော်လင့်ချက်နဲ့လုံးဝမလုံးမိစေနဲ့မျှော်လင့်ချက်နဲ့လုံးမိရင်မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါပြင်းမားမိတတ်တယ်မင်းမှာအခုကြုံရတာဟာအဲ့ဒီပြဿနာပဲ တတ်တတ်လော့စားအဓိဋ္ဌံဝင်ဗတိစိတ်တရားထိုင်ကြလို့ဦးကြောင်ကြောင်ဖြစ်သွားကြသူတွေဆိုတာအဲ့ဒီလိုမျှော်လင့်ချက်နဲ့လှုပ်သူတွေပေါ့ယုံကြည်ချက်ခံယူချက်နဲ့သာလှုပ်မယ်ဆိုရင် တို့ဖရာအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့စကားတော်ကိုအခိုင်အမာယုံကြည်ခံယူပြီးကြတဲ့ကဖရာဖြစ်ဖို့ကြိုးစားခဲ့တာလေးတင်ချေကဘာတသိန်းကြာလို့ နောက်ဆုံးဖျားဖြစ်မဲ့ဘဝမှာအယိုးပေါ်အေးသာကြံတဲ့အထိ6နှစ်ကြီးများတောင်အပြင်းအထန်စ조사အားထုတ်ခဲ့ပြီးမြယူဖို့နေနေသားသားကြောက်ရွံ့တဲ့စိတ်နောက်တွန့်တဲ့စိတ်ကလေးတောင်တစ်ချက်မှမဖြစ်ခဲ့ပါဘူးတဲ့အဲ့ဒါစဉ်းစားကြည့်ပေါ့ကွာပြီးတော့ခုနမင်းပြောတဲ့စကားထဲမှာမခံကျင်စိတ်တွေဖြစ်လို့တနေ့လုံးဘသူနဲ့မှအတွေ့မခံပဲအိယာထဲမှာငုံနေရတယ်လို့ပြောတယ်နော်အဲ့ဒါလဲသေးသေးချာချာစဉ်းစားဖို့လိုတဲ့ကိစ္စပဲကွာ လူတော်များများဟာရှက်နေတာနဲ့ရှက်တတ်တာ နာနေတာနဲ့နာတတ်တာမခံနိုင်စိတ်နဲ့မခံခြင်းစိတ်ဆိုတာတွေကိုကွဲကွဲပြားပြားသဘောမပေါက်ကြဘူးနဲ့တူတယ်။မင်းလည်းအခုဖြစ်တာဘာစိတ်လဲဆိုတာ ကိုဟါကိုသဘောပေါက်ပုံမရဘူး။မှတ်ထားအခုမင်းမှာဖြစ်နေတဲ့စိတ်တွေက မခံခြင်းစိတ်တွေမဟုတ်ဘူးမခံနိုင်စိတ်တွေဖြစ်နေတာ။ကြားလား အေးအဲ့ဒါဆိုရင်မခံနိုင်စိတ်တွေကို မခံခြင်းစိတ်ကိုမင်းကွဲကွဲပြားပြားသဘောပေါက်သွားအောင်အခုငါဖက်လက်ဆဖြစ်တဲ့မန္တလေးမြို့မစိုးရင်တိုက်တကြီးသုံးတိုက်တို့ရဲ့အဓိပတိနာယကဆရာတော်ဗဒ္ဒနာရာဇဓမ္မဘီဝင်သားရဲ့စင်ရတုအထိမ့်မှန်ဩဝါဒတရားတော်များထဲမှလူငယ်နှစ်ယောက်အကြောင်းကိုပြောပြမယ်။တေးသေးချာချာနားထောင်တော့။ လူငယ်၂ယောက်မှာတစ်ယောက်ကမောင်သေးလွင်နဲ့သူကလူဝင်းနဲ့ဥသူတော်ဘဝတုန်းကပထမကံတန်းဝင်ဖြေတာစာမေးပွဲကြလို့တရက်နှစ်ရက်ဆက်ပြီးငိုနေခဲ့တယ်တဲ့နောက်တစ်ယောက်ကမောင်ခင်တဲ့သူကတော့သာသနာပါဝင်ပြီးလို့ယဟန်ဖြစ်စရောက်တဲ့အခါအငယ်တန်းအလက်တန်းအကြီးတန်းတွေပထမကျော်အထိအောင်ပြီးပြီသူလည်းမြမပြည်ပရိယတ်ဒီစာမေးပွဲလောကမှာအခက်ဆုံးလို့နာမည်ကြီးတဲ့မန္တလေးမြို့က တကြသည်ဟာစာမေးပွဲမှာစာတင်တန်းဝင်ပြေတော့ပထမဆုံးနှစ်မှာကြားတယ်ကြားတော့သူကတကြသည်ဟာအသင်းလူကြီးတစီသွားပြီးဥစဉ်တကားကြီးတို့အသင်းကကျင်းပတဲ့စာတင်တန်းဝင်ပြေတာကြားတယ်ဒီနှစ်ကြားကျင်ကြပါစေနောက်နှစ်မှာတော့တကားကြီးတို့ရဲ့စာမေးပွဲစာတင်တန်းမှာဥစဉ်ပထမရလိမ့်မယ်ဆိုပြီးကျုံဝါပြောဆိုခဲ့တဲ့အဲ့ဒီလိုကျုံဝါခဲ့တဲ့ဥစဉ်ငယ်ဟာနောက်နှစ်မှာတော့သူကျုံဝါတဲ့အတိုင်းတကယ်ပဲစာတင်တန်းမှာ ပထမဆွဲပြီးအောင်တယ် ဲ့ဒီနောက်တနေ့မှာစာကြမ်းဆိုတော့ကိုဖြေတော့လေတကြသည်ဟာစာမေးပွဲတလျှောက်မှာတခါမှမကြုံဘူးတဲ့စာတင်တန်းစာကြတိုင်းနှစ်နှစ်ဆက်တိုက်နှစ်ချင်းပေါက်၃ချမ်းအဖြစ်နဲ့အောင်နေဒီဦးစင်းရဲ့ထူးခြားတဲ့အောင်မြင်မှုကြောင့်အသင်းလူကြီးတွေနဲ့နိုင်ရကဆရာတော်ကြီးတွေကတိုင်ပင်ပြီးရိုးရိုးစာချပွဲမျိုးပေးလို့တော့မတော်ဘူးဂုံတူးနဲ့ထိုက်တန်တဲ့ဘွယ်တူးတစ်ခုတတ်မှတ်ပြီးပေးသင့်တယ်ဆိုပြီး ဝင်းတန်တကာဆိုတဲ့ဘွဲကိုတတ်မှတ်ပေးရတယ်တဲ့မြန်မာလိုတော့ဥဆောက်ပန်းလို့ခေါ်တာပေါ့အထုံးမြတ်ဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့ဒီဦးစင်းငယ်ဆိုတာနောက်တော့တိပိတကဒရဓမ္မဗန္နာဂါရိက မင်းကုန်းဆရာတော်ဖျားကြီးဗန္နန္နဝိစိတ်တာတာရဘိဝင်သားလို့ထင်ရှားတယ်ကပ္ဂရင်းနစ်စံချိန်ဝင်ဆရာတော်ကြီးဖြစ်လာတာပေါ့ စောစောကပြောတဲ့မောင်ထွေးလင်ဆိုတာကလည်းနောက်တော့ဆရာသမားများကဖြောင်းဖြားတုံတင်တဲ့အတိုင်းမခံနိုင်စိတ်တွေပယ်ဖျောက်ပစ်လိုက်နိုင်ပါတယ်။သာသနာ့ဘောင်ဝင်ရောက်ပြီးတဲ့အခါမှာတော့အဲ့ဒီဦးစင်းငယ်လေးတကြတီဟာစာမေးပွဲကြီးမှာစာချတန်းစာသင်တန်းတွေအောင်မြင်သွားအောင်တာမကဘူး။ကျန်းငန်တွေအများကြီးပြုစုခဲ့လို့လွတ်လပ်ရေးရပြီးတဲ့အခါမှာပထမဆုံးအကမဟာပန္ဒီတာဘွဲကို တတ်တော်ဝါတော်အငယ်ဆုံးနဲ့ရခဲ့တဲ့ဘာသာဒီကအကျမ်းပြုအကျော်တောင်မြို့မဟာခန်းနိုင်ုံဆရာတော်ဖျားကြီးအရှင်ဇဏကဘီးဝင်သားဆိုတာ ဖြစ်လာတာပေါ့ဆရာတော်ဖျားကြီးကသူကိုယ်တိုင်ရေးသားတယ်တဘဝတန်တရာ ကိုရေးအထုပ်ပတိစာအုပ်မှာအဲ့ဒီအကြောင်းတွေကိုထည့်ရေးထားပါတဲ့ဒါလောက်ဆိုရင်မခံနိုင်စိတ်နဲ့မခံခြင်းစိတ်တို့ရဲ့ခြားနာချက်တွေကို မင်းခံမန်းပြီးလောက်မယ်ထင်ပါတယ် မခံနိုင်စိတ်ရှိသူကမခံနိုင်ဘူးဆိုပြီးဝမ်းထဲပူဆေးငိုကြေးတဲ့အတွက် အချိန်ပြုံးလူနှုံးနဲ့ကြက်တည်တုံးနေမယ်ဘာမှကောင်းကျိုးမပြီးဘူးနေမင်းကြီးဝင်သွားလို့တင်ထိုင်ကုန်နေမယ်ဆိုရင်လာမင်းကြီးနဲ့လည်းတင်လွဲသွားအောင်မှာပါပဲဆိုတဲ့စာဆိုကြီးတကိုးရဲ့ကြပြလေးလို့ပေါ့မခံကျင်စိတ်ရှိသူကနောက်တခါဒီလိုမျိုး မခံစားရအောင်ဆိုပြီးစိတ်သက်ခွန်အားကိုမြင့်တင်ကြိုးစားတယ် အဲ့ဒီတော့သူ့မှာကောင်းကျိုးချမ်းသာတွေစက်တည်မင်္ဂလာတွေတိုးတထက်တိုးလာတာပေါ့မင်းကိုမင်းပြန်မေးကြည့်ပေါ့ကွာစက်တည်တုံးနေတာလားစက်တည်တိုးနေကျင်တာလားဆိုတော့အဲ့ဒီခလေးကစက်တည်တိုးနေကျင်တာပါဖေ။အေးဒီလိုဆိုရင်မခံနိုင်စိတ်တွေကိုဖယ်ရှားပစ်ပြီးမခံကျင်စိတ်ကိုမွေးပါလို့ပြောလိုက်ပါတယ်။မမအဲ့ဒီလိုဖြစ်အောင်စူးစမ်းပါမယ်ဂရီပြုပါတယ်ဖျားလို့ပြန်ပြောပါတယ် အေးရီမန်းချက်တို့ဂရီစကားတို့ဆိုတာလုံဆောင်ချက်နဲ့တတ်တည်ပြမှယုံကြည်အားကိုးလေးစားထိုက်သူဖြစ်မယ်နော်ဆိုတော့သူကနည်းနည်းရည်တန်ပါပြီးမှန်ပါစိတ်ချပါဖျားလို့ဂရီထက်ပေးပါတယ်ပြီးတော့နည်းနည်းထက်ပြောရအောင်မင်းရဲ့ရီမန်းချက်တွေထဲမှာ စာမေးပွဲအောင်ဖို့ အလောက်ကိုင်းတွေရပြီးစီးစိမ်ဥစ္စာတွေနဲ့ပျော်မွေ့နေဖို့လောင်းတဲ့တင်ရမနေနဲ့အောင်လူဖြေကျိုးနဲ့တဲ့ကျက်တည်းဆိုတာအလောက်ကိုင်းတွေယာဓုတွေစီးစိမ်တွေကိုဆိုလိုတာ မဟုတ်ဘူးတကယ်ကျက်တည်းအစစ်ဆိုတာယုံကြည်ထိုက်သူ အားကိုးထိုက်သူ လေးစားထိုက်သူဖြစ်အောင် လောကအကျိုးဓမ္မအကျိုးတွေကိုလည်းစွမ်းနိုင်သမျှကိုကျိုးဆိုအနစ်နာခံပြီးဆောင်ရွက်တဲ့ဂုံသိက္ခာကိုခေါ်တာ မင်းလဲဘာပဲလှုပ်လှုပ်ယာဒူးတိုးဖို့စီးပွားဖြစ်ဖို့ဆိုတဲ့စိတ်ဓာတ်ကိုအဓိကမထားပဲခုံသိခါရှိဖို့ကြက်တည်ရှိဖို့ဆိုတာကိုအဓိကထားရမယ်နော်လို့ပြောလိုက်တော့လုံးဝစိတ်ချပါဖျားလို့တော့ပြောတာပဲလုံးဝတင်ရက်မနေပဲ စိတ်ချရသူများဖြစ်ကြပါစေလို့သာဆုတောင်းလိုက်ရပါတော့တယ် ယုံကြည်လေးစားအားကိုးထိုက်တဲ့ကျက်တည်ရှင်များ ဖြစ်ကြပါစေအလင်းနှံချာနေ29ရက်6လ2008ခုနှစ် အမတားမော်ကွန်လောကကျက်သည့်ရလေးတွေကို ရေးလာခဲ့တာအတော်လေးထောင်းဆောင်သွားပြီလို့ထင်ပါတယ်တဘဝပြီးတဘဝဖြတ်တန်းနေရတဲ့လောကတန်တရားခရီးဆိုတာတစ်နှစ်ပြီးတစ်နှစ်ဖြတ်တန်းနေရတဲ့တဘဝခရီးနဲ့ဘာမှတိတ်မထူးလှပါဘူးတစ်နှစ်ဆိုတဲ့ခရီးပေါက်ဖို့အတွက်နှွေမိုးဆောင်ဆိုတဲ့ဥရုသုံးပါးကို ဖြတ်တန်းရမယ်ဖြစ်တယ်လို့တဘဝဆိုတဲ့ခရီးပေါက်ဖို့အတွက်လည်းမွေးဖွားခြင်း၊အိုခြင်း၊နာခြင်းဆိုတဲ့ အရွယ်သုံးခုဥရုသုံးပါးကိုဖြတ်တန်းရမှာကတော့ရှောင်လွဲလို့မရနိုင်တဲ့ဏိယာမတရားကြီးပဲဖြစ်ပါတယ်။တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် လောကမှာကျက်တည်မင်္ဂလာများရဲ့လို့မှတ်ယူပြောဆိုနေကြတဲ့အတွေ့အကြုံတို့ဘဟုသုတတို့အသိပညာတို့ဆိုတာ အရွယ်သုံးခုဥရုသုံးလီကိုမငီးမညူကြော်လှခဲ့သူတွေအတွက်သာရနိုင်တဲ့စုလက်တွေပါ အချိန်အရွယ်ကိုမဖြတ်တမ်းပဲအတွေ့အကြုံတို့ဗဟုသုတတို့အသိပညာတို့ဆိုတာကို ရာရိုးထုံးစံမရှိနိုင်ပါဘူးဘဝတစ်ခုကိုတစ်နှစ်တာကာလလိုသဘောထားပြီးမွေးခြင်းအိုခြင်းတည်ခြင်းတို့ကိုဥရုသုံးမလို့သဘောထားနိုင်ပြီဆိုရင်တော့ တတဝတိုင်းကကြောက်စရာအကောင်းဆုံးလို့ထင်နေတယ်။တေခြင်းဆိုတာဟာဘာမှအဆန်းမဟုတ်တော့လောက်ပါဘူး။ဘဝရဲ့မှတ်တိုင်ကလေးတစ်ခုလောက်ပါပဲ။ဒါကြောင့်လဲဖះရှင်ကပြိဋိနိဗ္ဗာန်ပြုဖို့လာပိုင်းလောက်လိုတဲ့အချိန်တုန်းကအရှင်အာနန္ဒာကို အနိစရိယံခောပနေတံအာနန္ဒယံမနုဿဘူတော်ကာလံကရေယအာနန္ဒာရဲ့လူရယ်လို့ဖြစ်လာပြီးသူတိုင်းတေရတယ်ဆိုတာဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့မိန်ကြားခဲ့တာဖြစ်မှာပါ။နို့တေတာကမဆန်းရင်ဘာကဆန်းတယ်လဲအဖြေကရှင်းရှင်းကလေးပါ။တေတာမဆန်းပါဘူးဆိုမှတော့နေတာကဆန်းတယ်ပေါ့။ ဟုတ်လဲဟုတ်ပါတယ်။အသက်ရှင်နေထိုင်စဉ်ကာလဟာဆန်းလဲဆန်းအေးလဲကြီးပါတယ်။အသက်ရှင်နေထိုင်သမျှတွေထဲမှာလည်းလူဘဝမှာ လူအဖြစ်နဲ့အသက်ရှင်နေထိုင်ရတာဟာအထက်မှာဘဝလွန်အထိနဲ့အောက်မှာအဝိစီတန်အောင် ကိုဥတီလျှောက်လန်းရာကံများနဲ့တန်ရာတန်ရာရောက်နိုင်စွမ်းရှိတဲ့အတွက်ပိုပြီးဆန်းလဲဆန်းအေးလဲကြီးတဲ့အခွင့်အထူးကြီးတစ်ခု မနုဿတ္တဘာဝဒုံလဘော လို့မြတ်စွာဘုရားရှင်ကလည်းဟောညွန်တတိပေးခဲ့ပါတယ်။ဒီလိုအေးပါဆန်းကျဲတဲ့လူဘဝမှာနေရခိုက်တွင်အဆန်းတကျဲအေးပါဘယ်နည်းဘယ်ပုံနေရမှာလဲဆိုတဲ့ကိစ္စကအရေးကြီးပြီးအလေးထားသင့်တဲ့ပြဿနာပါ။ဒီပြဿနာရဲ့အဖြေနဲ့ပတ်သက်လို့တော့ကဗျာကဝိဆရာကြီးစောကြီးရဲ့တင်သေးသွားတော်ဆိုတဲ့အကြံပြု တိုက်တွန်းကဗျာဟာအလေးထားလိုက်နာစရာဘဝလမ်းညွန်ကဗျာတစ်ခုလို့ဆိုခြင်းပါတယ်။ ဆရာကြီးကလူပြည်လောကလူဘဝကအိုရနာရတေရအောင်ပြီးမှန်ပေတည်တည်တဲ့ဒါကတော့သေတာဟာအစမ်းမဟုတ်ပါဘူးဆိုတော့ဖျားရှင်ရဲ့စကားတော်ကိုမငင်းမဆန်သဘောတူလက်ခံလိုက်တာပါပဲပြီးတော့မသေးမီနေရခိုက်ကလေးမှာလောကနဲ့လဲအံဝင်ဓမ္မနဲ့လဲမဆန်းကျင်အောင် နေထိုင်တတ်ကြဖို့အတွက် ို့တပီးကတင်သေးသွားသောတင်ဖွားရမည်တင်တို့မည်သည် အခြေတိုးမြင့်ကြံကောင်းသိဤတဲ့လူတယောက်နေနဲ့လူသားဆန်ဆန်ပြုမှုနေထိုင်ခဲ့ကြောင်းပတ်ဝန်းကျင်တလောကလုံးကတိတာမြင်သာပြီးတဘဝခန္ဓာကိုဆုံးခါသွားရအောင်သောမျိုးနွယ်အဆက်ဆက်တို့ရဲ့ရင်နဲ့အတိထဲမှာမသေးပဲကြံရင်မဲ့အမတ်မော်ကုန်းကို ထိုးခဲ့တဲ့အနေနဲ့ မိမိမွေးဖွားရမည်ဖြစ်တဲ့နိုင်ငံအကျိုးဝင်းကျင်ဒေသနဲ့ရဲရွာအကျိုးတွေတိုးတက်ရာတိုးတက်ကြောင်းကိုဆန်းဆန်းတမန်ဆောင်ရွက်ဖို့တာဝန်ရှိကြောင်းဆရာကြီးကသတိပေးခဲ့တာပါဒီနေရာမှာပိတကတ်တော်ကပြောတဲ့လာချင်းကောင်းသူသွာကဒနဲ့လာချင်းဆိုးသူဓွာကဒပုဂ္ဂိုလ်တို့ကိုလည်းတီထားသင့်ပါတယ် လာချင်းကောင်းသူဆိုတာရောက်လာပြီးအတူတူကြုံတွေ့ရရင်ဝမ်းသာကြည်နူးမှုကို ဖြစ်စေပြီးခွဲခါရရင်ဝမ်းနည်းစရာကောင်းတဲ့ပုံကိုမျိုးပါ အနည်းကဥပမာပြုရရင်တော့အမေရိကန်တို့ရဲ့ဂျော့ဝါရှင်တန်တို့လင်ကွန်းတို့အိန္ဒိယရဲ့မဟာဒဂန်မဟာတမဂန်ဒီတို့ နေရူးတို့မြန်မာတို့ရဲ့ဗိုလ်ချုပ်အောင်ဆန်းတို့မင်းကွန်းဆရာတော်တို့စတဲ့ပုံကိုမျိုးတွေကို ဆိုရမှာပေါ့ စာရေးဆရာကြီးဘာနက်ဆော့ပြောတဲ့ဒီလိုတငယ်ချင်းမျိုးတယောက်ကို ကျွန်တော်သေးသွားလို့သာ ဆုံးရှုံးချင်ဆုံးရှုံးရပါစီသူကွယ်လွန်လို့ဆုံးရှုံးရတာမျိုးတော့အဖြစ်မခံနိုင်ပါဆိုသလိုအများကလေးစားသီးမှတ်ရတဲ့ပုံကူမျိုးပါမိမိနိုင်ငံမိမိလူမျိုးနဲ့ဆက်ဆက်ရာဝင်းကျင်တစ်ခုလုံးကဒီလိုအတိမတ်ပြုရလောက်ပြုမှုကျင်သုံးနေထိုင်သွားသူဟာတတ်တန်းကုန်လို့ဘဝတစ်ခုကူးပြောင်းသွားရစေအောင်တော့ ကျန်ရစ်သူမျိုးနွယ်အဆက်ဆက်တို့ရဲ့နှလုံးသားထဲမှာမသေးမပြောက်စေတဲ့အတွက်အမတ်မော်ကွန်းကို ရေးထိုးခဲ့သူများလို့လဲဆိုနိုင်ပါလိမ့်မယ်။တည်တဲ့အထိတားနေရတဲ့လူမျိုးပေါ့။ဒီနေ့မြမပြည်အရရက်ကမြို့ကြီးများမှာတွေ့ရတဲ့မဟာဗန္ဓုလလန်းအနော်ယထာလန်းဘိုကျိုးအောင်ဆန်းလန်းဦးဝိစာရအဝိုင်းစတာတွေဟာ ဒီလိုပုံကုမျိုးတွေရဲ့အမတမော်ကွန်များလို့ဆိုရပါလိမ့်မယ်ဒီလိုနိုင်ငံ အဝန်မဟုတ်စေအောင်တော့မိမိကျင်လေရာဝင်းကျင်တစ်ခုအတွင်းမှာမိမိစွမ်းနိုင်သလောက်လောကအကျိုးအတွက် ဆောင်ရွက်ခဲ့သူများဟာလေတနိုင်တပိုင် အမတမော်ကွန်စိုက်ထူခဲ့သူများပဲဖြစ်ပါတယ်မိမိတို့ဒေသမှာခရီးဝေးလှည်သမားများတထောင်နားနေရာစကမ်းထောင်များအဖြစ်အခုထိအတိအမှတ်ပြုပြောဆိုနေကြတဲ့ ဖုံးကြီးကံတို့ဖိုးရွှေပေါ်တည့်ရတော်တို့ဥလူတုံစီရတို့ဆိုတာတွေဟာလေသူ့ရဲ့နဲ့သူတော့အမတ်တော်မော်ကွန်းတွေလို့ပဲဆိုရမှာပါဆရာဇော်ကြီးဖြစ်စေခြင်းတဲ့လူမျိုးဟာလေဖျားရှင်ကလာချင်းကောင်းသူလို့အတိမတ်ပြုရတယ်အဲ့ဒီလိုလူမျိုးတွေပဲဖြစ်ပါလိမ့်မယ်ဒီလိုပုံကူများရဲ့စန်းကျင်ဘက်ပုံကူများကတော့ရောက်လာပြီးအတူကြုံတွေ့နေထိုင်ရရင်စိတ်ပြက်ဝမ်းနည်းစရာကောင်းပြီ ခွဲခွာမှစိတ်ချမ်းသာခွင့်ရတယ်ဆိုတဲ့ပုံကိုများပါမသေးနိုင်တဲ့အတွက်တနေရတဲ့ပုံကိုမျိုးပေါ့ဒီလိုပုံကိုမျိုးနဲ့ပတ်သက်လို့ပြီးနှက်တော်တော်များများမှလည်းအရှင်ဒေဝဒတ်တို့စိန်စမာနာတို့ဟာထင်ရှားတယ်လို့ကမ္ဘာသမိုင်းမှာလည်းဟစ်တလာတို့မူးမူဆိုလိုနီတို့ဆိုတာထင်ရှားပါတယ် မိသားစုတစုဒေသတစ်ခုအနေနဲ့မသေးလို့တရတဲ့လာချင်းစိုးပုံကိုများနဲ့ပတ်သက်လို့ကတော့တိပိတကဒရရောဆရာတော်မိန်ကြားတဲ့ကံကောင်းအကြောင်းကလည်းတတိထားအတိပွားစီရပါပဲဆရာတော်မိန်ကြားတာကတော့ဒေါ်အင်းများဆိုတဲ့ဒကမာကြီးမှာတမီ၃ယောက်ဇက်တိုက်ဖွားမြင်ပြီးနောက်တားကလေးတယောက်ထွန်ပေါက်လာတဲ့အခါအတိတ်ကောင်းနမိတ်ကောင်းယူပြီးကံကောင်းလို့အမိပေးလိုက်တဲ့ ကံကောင်းလူမှန်းသီးတဲ့ဆအရွယ်မှာပဲဖောက်ခင်ကြီးက နိုင်ငံတော်ဝင်ထမ်းဆောင်ရင်းစုံပါသွားပေမဲ့နေစရာတိုက်ခန်းတို့စားစရာဈေးဆိုင်တို့ ਨੇ ပြပြဆုံဆုံထားရခဲလို့ဒေါ်အေးမြဟာနာမီနဲ့လိုက်အောင်အေးအေးမြမြပါပဲတဲ့အရွယ်ရောက်လို့အเจ้าနေချိန်မှာတော့ ဖိုးကံကောင်းဟာပညာကအလေတန်းရောက်ပြီးတဲ့အချိန်မှာပဲမကောင်းမှုကဘွဲလွန်အစေရောက်နေပြီးဆက်လက်ကွန်းရဘီယာတို့လောက်တာမကပဲကာလပေါ်စေဝါးတွေပါ ဆွဲနေပြီးသူညင်းစေတဲ့ဒဏ်မခံနိုင်တော့လို့အမားတွေလည်းအိမ်အောင်တွေစောစောပြုတ်ပြီးခွဲခွာသွားကြပြီးတဲ့ဖိုးကံကောင်းကနာမည်နဲ့လိုက်အောင်ကံကောင်းခြင်းတွေမပြုတ်ပဲကံဆိုးတွေကိုဇက်တိုက်ပြုတ်လောက်လာခဲ့တဲ့အတွက် နောက်ဆုံးတော့ကာလဘော်စေဝါများရဲ့အကျိုးဆက်တစ်ခုအဖြစ်နဲ့ကာလဘော်ယောဂဆိုးပါ ဆွဲကပ်လာတဲ့အခါမှာတော့မိခင်ကြီးခမရမှလည်းနာမီနဲ့လိုက်အောင်မအေးမမြနိုင်တော့ရှာပဲတားဆိုးရဲ့ဆေးမရှိတဲ့ယောဂကြီးအတွက်ထုခွဲရောင်းချကုသပေးနေရာကခုနှစ်နှစ်လောက်ကြာတဲ့အခါနေရတိုက်ခန်းရောဈေးဆိုင်ဆိုင်ကမ်းများပါအလုံးထုခွဲရောင်းချရလို့ကုန်သွားမှာပဲ ဖိုးကောင်ကောင်ရဲ့ကန်ဆိုးများနဲ့ဘဝဆိုးကအဆုံးသက်သွားတော့တယ်။နေစရာဝစားစရာပါအလုံးချိန်မဲ့လက်မဲ့ဖြစ်သွားတဲ့ဒေါ်အေးများရဲ့ဘဝကတော့နာမီနဲ့ဆန့်ကျင်စွာပဲခရီးဆက်ရအောင်ရမယ်အနေထားပါ။ဒါကြောင့်လဲဒေါ်အေးများခမညာတားဆိုးရဲ့အလောင်းဘေးမှာထိုင်ထည့်ပြီးကန်ကောင်ရဲ့နင်းအသေးနှောင်းတာငါရှင်းနာတဲ့ဟဲ့လို့အောင်ကိုလိုက်ပါတဲ့။ဆရာစောကြီးရဲ့ကြပြာမွန်က ဒီလိုလာချင်းစိုးသူအဖြစ်နဲ့မွန်မြတ်တဲ့လူဘွားကြီးကို အချင်းဤအဆုံးမတက်ကြပဲစွမ်းနိုင်သမျှအမတ်တော်မောကောများရေထိုးမိကြစေဖို့အချိန်မီတတိပေးထားတာပါဆရာကြီးရဲ့ကြပြာမော်မှာဒေတာရေးနိုင်ငံ့ရေးတွက်တာမကပါဘူးစာပေအမှုပညာနဲ့ပတ်သက်လို့လဲတင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြင့်ကြံကောင်းတင်ဤလို့တတိပေးခဲ့ပါသေးတယ် ဆရာကြီးများဟာ ပြောသလိုလုပ်ပြီးလုပ်သလိုပြောကြတဲ့တိဟိတ်ယောက်ျားမြတ်ကြီးများပြီးပြီးသူတို့ကိုယ်တိုင်ကလည်းနိုင်ငံအရေးရောစာပေရင်ကျေးမှုအမှုပညာအရေးနဲ့အမျိုးသားတို့ရဲ့နှလုံးသားပို့လို့ဆိုရမယ်ပညာရေးမှာပါအဘက်ဘက်ကအမတမော်ကွန်းကြီးတွေထင်ထင်ရှားရှားစိုက်ထူခဲ့သူများဖြစ်ကြတာကိုတော့အထူးပြောနေဖို့မလိုတော့ပါဘူး မြမစာမြမစကားမြမယဉ်ကျေးမှုလို့ပြောလိုက်တာနဲ့တပြိုင်နက်တခင်ကိုယ်တော်မှိုင်းဇောကြီးမင်းသူဝန်လူတို့တော်မှစတဲ့မှတ်တိုင်ကြီးတွေဟာထီထီမာမာရော ညီညီညွတ်ညွတ်ပါ ပေါ်လွင်ထင်ရှားပြီးဖြစ်ပါတယ်မြင့်မြတ်တဲ့ဇလံတစ်ခုဆိုတာလောကအမြင်ရောဓမ္မအမြင်ပါနှစ်ဖက်မြင်လှပမှာပြည့်စုံပါတယ်လောကမြင်သာလှပပြီးဓမ္မအမြင်မလှပသေးတဲ့ တဖက်လဘဝမျိုးဟာ ပြည့်စုံမြင့်မြတ်တဲ့ဘဝတစ်ခုလို့မဆိုနိုင်သေးပါဘူးဘဝတစ်ခုကိုနှစ်ဖက်အမြင်လှအောင်တရုပ်ဆောင်တတ်ဖို့ဆိုတာကလည်းသာသနာတော်ကြီးနဲ့ကြုံကြိုက်ခွင့်ရမှသာ ကြီးတဲ့မြင်တဲ့တရုပ်ဆောင်တတ်တာမျိုးပါ အခုခေတ်ခါကြီးမှာသာသနာတော်မြတ်ကြီးနဲ့ပါကြုံကြိုက်ခွင့်ရနေခိုက်ဖြစ်လို့ဘဝကိုနှစ်ဖက်မြင်လှပအောင်နေကြဖို့ကိုလည်း ဆရာကြီးကမမေးခဲ့ပါဘူးဒါကြောင့်လဲသူ့ရဲ့ကြပြာနောက်ဆုံးပိုက်မှာတင်ဦးချ၍အမြဝေယဇေဒီတာနှင့်တစ္ဆာအယောင်ညံတဆောင်လဲပြောင်လျက်ဝင်းလျက်ကြံစေတည်းလို့တတိပေးခဲ့တာပါ စကားတစ်ခုကိုနှစ်ပိုက်သုံးပိုက်စသည် ပြောတဲ့အခါနောက်နောက်ပြောတဲ့အပိုက်ကို အနှေးချုပ်အနေနဲ့အလေးနဲ့မှတ်ယူရမယ်ဆိုတဲ့အတိုင်းဆရာကြီးကပြတဲ့ကဒီနောက်ဆုံးအပိုက်ဟာအရေးကြီးဆုံးအမတ်မော်ကွန်ထိုးခဲ့နိုင်ရေးအတွက်အထုအထုသတိပေးချက်လို့မှတ်ယူရမှာဖြစ်ပါတယ်။တစ္ဆာအယောင်ညံတဆောင်လဲပြောင်းလျက်ဝင်းလျက်ကြံစေသတိဆိုတာ မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးအယောင်ဝါတိုးတက်ထိန်ဝါရေးအတွက်ကြိုးစားဆောင်ရွက်ကြဖို့တိုက်တွန်းလိုတာပါ သာသနာတည်တံ့ရေးတာဝန်ဆိုတာတင်ယူခြင်းတင် जा ခြင်း လိုင်းနာခြင်းသုံးခြင်းလိုင်းနာခြင်းသုံးတဲ့ပုဂ္ဂိုလ်များကိုကိုယ်စိတ်နှစ်ရက်အနှောက်ယှက်မပေးခြင်းစွမ်းနိုင်သမျှထောက်ပံ့ကူညီခြင်းစတဲ့တာဝန်များဖြစ်ပါတယ်ဒီလိုပုဂ္ဂိုလ်မျိုးကိုဖျားရှင်ကလည်း လောကသာသနာ နှစ်ဖြာလုံးနဲ့မဆန့်ကျင်သူပုဂ္ဂိုလ်များဖြစ်ယုံမက သာသနာတော်ရဲ့အမြင့်မြတ်ဆုံးအစဉ်တန်းဖြစ်တဲ့အရဟတဖို့ပေါ့ရောက်နိုင်သူများလို့သတ်မှတ်တော်မူခဲ့ပါတယ်။ အရဟဘောပေါနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အစဉ်ဆိုတာကတော့လောကမှာသာမကဓမ္မမော်ကွန်းများတဲ့မှာပင် မပြက်မပြဲတင့်တယ်ကျက်တည်းရှိတဲ့တကယ်အမတ်တော်မော်ကွန်းအစစ်ကြီးဖြစ်လို့တန်တရာအဆက်ဆက်သေးနေရတဲ့အသေးဆက်လန်းဆိုးကြီးတခန်းရက်စီတဲ့မော်ကွန်းမြက်ကြီးလည်းဖြစ်ပါတယ်စွမ်းနိုင်သမျှအမတ်တော်မော်ကွန်းထိုးနိုင်ကြပါစေတော့လောကအလုံးကျက်တည်းရှိကြပါစေတော့ ဓမ္မဘေရီ အရှင်ဝရိယတောင်စွန်အလင်းနှန်းကြာနယ်22ရက်6လ2008ခုနှစ်တလောကလုံးကြည်တည်ရှိစေခြင်းသာစာရေးသူရဲ့စေတနာပါတလောကလုံးဖြစ်ဖို့ဆိုတာတယောက်ကပဲစရတာဖြစ်လို့တယောက်တလေကြည်တည်ကိုတည်ပြီးကြည်တည်ရှိသွားမယ်ဆိုရင်လည်းကျေနပ်စရာပါအဲ့ဒီတယောက်ဟာ စာဖက်သူ ကိုယ်တိုင်ဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဓမ္မပေရီအရှင်ဝရိယတောင်စွန်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမမေဦးမိုးပါရှင် နောက်ထပ်စာအုပ်သစ်လေးနဲ့ပြန်လာခဲ့ပါမယ်ရှင်